thank you မင်္ဂလာပါရှင်မန္တလေးခရစ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အမေရိကန်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်လှစ်ပြီးအာဆီယံနဲ့နိုင်ငံ၈ခုမှာကိုယ်စားလှယ်ခန့်အပ်ထားတယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နေနဲ့လုပ်ငန်းတာဝန်တွေကိုထိရောက်စွာလှုပ်ဆောင်နိုင်ဖို့နိုင်ငံ၈ခုမှာကိုယ်စားလှယ်များခန့်ထားပြီးအမေရိကန်နိုင်ငံမှာလည်းနိုင်ငံခြားရေးဝန်ကြီးဌာနရုံးကိုဖွင့်လှစ်နိုင်ခဲ့ကြောင်း NUG ရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြပါရတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်တွေကိုအာဆီယံရှုနိုင် United Kingdom, Australia နိုင်ငံ၊ချက်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ဂျပန်နိုင်ငံ၊တောင်ကိုရီးယားနိုင်ငံ၊နော်ဝေးနိုင်ငံ၊ပြင်သစ်နိုင်ငံစတဲ့နိုင်ငံများမှခန့်အပ်ထားတယ်လို့အစိုးရကစာမပါရှိပါတယ်။ American နိုင်ငံ Washington DC မှာနိုင်ငံတိုင်းဝန်ကြီးဌာနရုံးကိုဖွင့်လှစ်ခဲ့တဲ့အပြင် Timor Democratic သမ္မတနိုင်ငံဒီလီမြို့တော်မှာလည်းတန်တမန်ဆိုင်ရာရုံးဖွင့်လှစ်ပြီး ဒုတိယအကြီးငယ်တအုပ်ခန့်တာဝန်ပေးခဲ့ကြောင်းသိရပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြင့်တာမတ်ကြီးဦးကျော်မွန်းထွန်းကဆက်လက်ကိုစားပြုခွင့်ပြုခဲ့ကြောင်းနဲ့မြန်မာပြည်သူများအတွက်စစ်မှန်တဲ့အတန်ကိုကိုစားပြုကသက်ဆိုင်ရာအဖွဲ့အစည်းနိုင်ငံအသီးသီးနဲ့ထိတွေ့ဆောင်ရွက်လျက်ရှိကြောင်း NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အာနာသိန်းခေါင်းဆောင်ရုရှားသွားနေမိမယ်။စစ်ကောင်စီပုံကျင့်ပြတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ယာယီအပြည့်ရကြေညာထားပြီးအာနာသိန်းကောင်းဆောင်ရုရှားနိုင်ငံကိုသွားရောက်နေပြီမဲ့စစ်ကောင်စီကမေလ9ရက်နေ့မှာ ERR တိုင်းလီမျက်နှာမြို့နယ်မကွေးတိုင်းကံကောမြို့နယ်ချင်းပြည်နယ်မင်းတပ်မြို့နယ်စတဲ့နေရာတွေကိုလီချောင်းကနေဆက်လက်ပုံကျဲခဲ့ပါတယ်။တဒတ်ဦးစစ်ကောင်စီလီတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာ၂စီးနဲ့မနေ့ကည၈နာရီခွဲမှာကံကောမြို့နယ်ကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ပြီးလီချောင်းကနေဘုံထက်ကျင်းနိုင်လို့ဒေသခံပြည်သူတွေလုံခြုံရမှာနေကြဖို့လဲပေါင်းမြို့နယ်မြောက်ပိုင်းကြီးလက်ဒေသကာကွယ်တပ်ဖွဲ့ကအတိပေးထားပါတယ်။ဒါအပြင် ချင်းကာကွယ်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မင်းတပ်မျိုးကိုလည်းမင်းကမနက်ပိုင်းတနားရီကျော်မှပုံနှလုံးချင်းချခဲ့ပါတယ်။ဒါတင်မကပဲနေ့လယ်2:40မိနစ်40ဝန်းကျင်မှာလည်း Jet Fighter နဲ့ထပ်ပြီးဘုံကျင်းလိုအစိုးရအစအုပ်နဲ့ဝန်ထမ်းအင်အားတွေထိခိုက်ပျက်စီးခဲ့တဲ့အပြင် အယက်သားအသက်ဆုံးရှုံးမှုတွေပါရှိခဲ့တယ်လို့မင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။နောက်ပြီးအာရခတက်တော်၏ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတို့အကြားစီရင်တင်းမာနေတဲ့လေးမျက်နှာမျိုးပန်းတော်ကြီးရွာကိုမင်းကည10နာရီလောက်မှလေးချောင်းကနေအပြင်အထံပုံကျဲသွားကြောင်းဒေသခံတွေကပြောပါတယ်။အခုလိုစစ်ကောင်စီပုံကျဲခဲ့တဲ့အဲ့ဒီမျိုးနယ်တွေမှာလက်တလောတိုက်ပွဲဖြစ်ပွားနေတာမရှိပါဘူး။အာနာသိန်းစစ်ကောင်စီကအပြင်ရဲ့ကြီးညာထားပြီးမဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုပုံမပြုတ်လုပ်နေကြတာဖြစ်ပါတယ်။ဒါဟာစစ်ကောင်စီကောင်းဆောင်ကမေခွန်ရဲ့နေမှာရုရှား ားနိုင်ငံကိုထွက်ခွာသွားပြီးအာနာသိန်းဒုတိယကောင်းဆောင်ဆိုဝင်ကြန့်ရှိနေချိန်မှာလေကြောင်းတိုက်ခတ်မှုတွေဆက်လက်ကျူးလွန်နေရလဲဖြစ်ပါတယ်။ ရုရှားနိုင်ငံမော်စကိုမှာပြုလုပ်မဲ့ရှင်ပြင်းသည့်ခြိတက်ပွဲတင်ရဖို့အာနာသိန်းကောင်းဆောင်မင်းအောင်လိုင်းနဲ့စနီးအပါဝင်စစ်ကောင်စီတွဲဖက်အတွင်ရင်မူပို့ချုပ်ကြီးရေဝင်းဦးနဲ့စနီးတီးရီလီညှိနှိုင်းကုတ်ကရင်မူပို့ချုပ်ကြီးကျော်စွာလင်းနဲ့စနီးစတဲ့အာနာသိန်းစစ်ကောင်းဆောင်တွေတွားရောက်နေကြတာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့မြန်အောင်မှာပြည်သူစစ်မှုတန်းအကြောင်းပြပြီးအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များလာစဉ်ငွေတောင်းယူနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ARR တိုင်းမြန်အောင်မြို့နယ်မှာစစ်ကောင်စီခန့်ရက်ကြီးအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကပြည်သူစစ်မှုတန်းအကြောင်းပြပြီးလာစဉ်ငွေတောင်းယူနေကြောင်းဒေသခံတွေစီ ကတည်ရပါတယ်။တပြေကုန်းအုပ်စုရှိကျေးရွာတွေကိုအစည်းအဝေးခေါ်ယူပြီးပြည်သူစစ်မှုထမ်းအတွက်ထပ်မံငွေပေးဆောင်ရမယ်လို့ဆိုပြီးတအိမ်လေးငွေကျပ်တသိန်း၃တောင်းတောင်းယူကြောင်းဒေသခံတွေကဆိုပါနေ။မရှိတဲ့ခြားထဲကနေသူတို့ငွေထည့်ရတယ်။အရင်လတွေကလည်းစစ်မှုထမ်းအတွက်ဆိုပြီးငွေလာတောင်းလို့ပေးလိုက်ရတယ်လို့တပြေကုန်းအုပ်စုရှိဒေသခံတအုပ်ကပြောပါရယ်။တပြေကုန်းအုပ်စုရှိကျေးရွာတွေကပြည်သူစစ်မှုထမ်းအတွက်ပြီးခဲ့တဲ့လပိုင်းကလည်းတအိမ်လေးငွေကျပ်၂သိန်းကျပ်ပေးဆောင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါရယ်။ဒါအပြင်ပြီးခဲ့တဲ့အပြီလပိုင်းမှာလည်းမြန်အောင်မြို့နယ်တပြေကုန်းအုပ်စု ုခုနိုင်တန်းချင်းရွာမှာရှာအိမ်မှုဦးဝင်းအောင်နဲ့စေအိမ်မှုတွေပေါင်းပြီးခုနိုင်တန်းချင်းရွာရှိနေအိမ်များအားလုံးကိုတလလင်းတသိန်းချက်လစဉ်တောင်းယူနေကြောင်းဒေသခံတွေကပြောပါရယ် ARI တိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောင်စီကအုပ်ချုပ်ရင်းမှုစေအိမ်မှုရှာအိမ်မှုများစုမှာပြည်သူစစ်မှုရန်အကြောင်းပြပြီးငွေကြေးတောင်းယူမှုတွေပုံမှုပြုလုပ်လျက်ရှိပြီးကြီးပွားချမ်းသာနေကြောင်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါရယ်ဒါအပြင်စစ်ကောင်စီကမေလ9ရက်နေ့မှာပြည်သူစစ်မှုရန်အမှတ်စဉ်10ကိုတင်နန်းဆင်းပေးခဲ့ပြီးလာမယ့်အမှတ်စဉ်17ပြည်သူစစ်မှုရန်တင်နန်းမြ များထပ်မံခေါ်ယူဖို့လည်းပြင်ဆင်ထားကြောင်းတက်တွင်တည်င်းအရင်းမြစ်တွေစီကသိရပါဗျာ။ နောက်ထပ်တပုံးနေနဲ့လာရှုနဲ့ရမခဌာနချုပ်မှာလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တီဆုံးပြောင်ဆုံးအရာရှိစစ်သည်များရဲ့ကြံရည်သူစနီးများနဲ့မိသားစုများအလုံးကိုစစ်ကောင်စီကခန်းစားခွင့်နဲ့လာစားထုတ်ပေးမှုများရက်ဆိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ရှိအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကို MNDA ကသိမ်းပိုင်စဉ်လက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းမရရှိပဲတီဆုံးနဲ့ပြောင်ဆုံးစည်ရင်းဝင်ထားတဲ့အရာရှိစစ်သည်တွေရဲ့ကြံရည်သူစနီးများနဲ့မိသားစုဝင်များအလုံးကိုစစ်ကောင်စီကခန်းစားခွင့်နဲ့ စာထုတ်ပေးမှုတွေရည်ဆိုင်ထားကြောင်းသိရပါဗျ။ကိုကန် MNT က2024ခုနှစ်အောက်တိုဘာလမှာလာရှုံမျိုးနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ခဲ့ကြောင်းအဲဒီနောက်လာရှုံမျိုးနဲ့ရှာမခါကို MNT ကတင်ပိုက်ပြီးရင်နောက်လွမြောက်ခဲ့ကြတဲ့ဂျန်ရီတူမီသားစုတွေနဲ့ဇနီးတွေကအမိုင်းရဲနဲ့တန်ရဲမှာအခြေဆိုင်တဲ့တပ်တွေနဲ့တပ်ရာရှိတွေထံကိုဆက်သွယ်တရေပေးဖို့ခဲ့ကြောင်းလာရှုံနဲ့ရာမခါကြာဆုံးပြီး2လကြာ2024ခုနှစ်အောက်တိုဘာလကစပြီးတည်ဆုံပြောင်းဆုံနဲ့လက်နက်ချအညံ့ခံခဲ့တဲ့ဂျန်ရီတူမီသားစုတွေနဲ့မိသားစုဝင်တွေကို ခံစား권လာစာတဝက်ကိုစစ်ကောင်စီကထုတ်ပေးခဲ့ကြောင်းသိရပါဗျ။ကိုအမျိုးသားရဲ့လာစာတွေကိုကြံရည်သူဇနီးနဲ့မိသားစုတွေကိုမှနှစ်အောက်တိုဘာလကပြန်စထုတ်ပေးတယ်။အပြည့်တော့မရဘူးမူလာလာစာရဲ့တဝက်ကိုပေးတယ်။တချို့တက်တွေကတော့လူကြီးကောင်းရင်အပြည့်ရတယ်။အဲ့ဒါအခုတော့မရတော့ရက်သွားပြီ။ဘာလို့လဲလို့မေးတာလည်းမရဘူး။တချို့ကလာစာထုတ်မရတာလီလာလောက်ရှိပြီ။တချို့ကတော့မလနဲ့အေဗီလာပေါင်းပြီးထုတ်ခွင့်မပေးတော့ဘူး။တရင်ဘက်ကတော့လူကြီးတွေကရက်ခိုင်းလာလို့ပဲပြောတယ်။အရာရှိရောစစ်တီရောအကုန်ဘာမှထုတ်ခွင့်မပေးတော့ဘူးလို့လာရှုမြို့မှာပြောင်းဆုံးနေတဲ့စစ်ကောင်စီ တပ်ဖွဲ့ဝင်တက်ချက်ကြီးတအုပ်ကပြောပါရယ်ဒါအပြင်လာရှုမှတည်ဆုံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ကြံရည်သူမိသားစုရင်းကလည်းအသက်အာမခံခြင်းအပါဝင်မြည်သည့်အခွင့်အရေးမှာစစ်ကောင်စီထံကမရရှိကြောင်းတည်ဆုံတဲ့စစ်တီနဲ့အရာရှိတွေမှာအလောင်းမပြနိုင်သူတွေကို6လ6စောင့်ဆိုင်ခိုင်းပြီး6လကျော်မှကြံရည်သူမိသားစုတွေတက်ခန်းစားခွင့်ရရှိဖို့ဆောင်ရွက်ပေးမယ်လို့ဆိုတော့လေစစ်ကောင်စီကကတိမတည်လို့ကြံရည်သူတက်မိသားစုဝင်တွေကဆိုပါတယ် တည်ဆုံးဆိုရင်လည်းပြောင်းဆုံးစင်းရထပြီး6လဆောင်ရမယ်ပြောတယ်တကယ်တမ်း6လကျော်လို့ဘာသတင်းမှမကြားရရင်အသက်အာမခံနဲ့အခြားခံစားခွင့်ရရှိရေးလုပ်ပေးမယ်လို့ပြောခဲ့တာအခု6လကျော်တဲ့ပြင်8လနေတာဝင်လာပြီဘာမှလည်းလုံမပြေဘူးဘာမှလည်းအကြမ်းမကြောက်သွားမင်းရင်လည်းလုံနေတာပဲပြောတယ်လို့လာရှုမြို့ချင်းဆိုင်ထောက်ပို့တက်626မှာစစ်တီတအူးရဲ့မိခင်တအူးကရှင်းပြပါတယ်လာရှုအရှိမြောက်တိုင်းစစ်ဌာနချုပ်သိမ်းပိုက်ခံရတဲ့တိုက်ပွဲမှာခုခံတိုက်ခိုက်ရင်ပြောင်းဆုံးတည်ဆုံးဖမ်းဆီးခံခဲ့ရတဲ့စစ်တပ်ညာရှိစစ်တီတွေရဲ့ဂျန်ရည်သူမိသားစုတွေနဲ့စနေတွေကနေစရာလိုင်းကလေး မရရှိပဲပြင်ပမှာအလွန်ဆင်းရဲဒုက္ခကြီးစွာနေနေထိုင်နေရကြောင်းဒါကြောင့်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ထံကိုအတနာခံစာရင်းအကြိမ်ကြိမ်တင်ပြကြတော့လေတစုံတရာထူးခြားလာခြင်းမရှိကြောင်းကြံရည်သူမိသားစုတွေကဆိုပါတယ်အခုခါတရုတ်နိုင်ငံရဲ့ဂျာဝင်ဆက်ဖက်မှုနဲ့စစ်ကောင်စီကလာရှုမျိုးပေါ်စနစ်ရက်ကွက်ကို MNDA ထံမှပြန်လည်ရယူထားပြီးဖြစ်ပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ရခိုင်တိုက်ပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုစစ်တပ်က MNDA လင်းရင်လွတ်ပြီးသွားပြန်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ရခိုင်တိုက်ပွဲတွေကြောင့် င်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်လိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားဝင်စီကသတင်းထုတ်ပြန်ပါတယ်။မေလ9ရက်နေ့အဆိုပါထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကို MNL လင်းရင်နဲ့မြန်မာစစ်တပ်ကတွားရောက်ခုံယူခဲ့တာဖြစ်ပြီးအဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက2024ခုနှစ်ဒီဇင်ဘာလနဲ့2025ခုနှစ်စန်နဝါရီလအတွင်းရခိုင်တိုက်ပွဲတွေကြောင်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြသူတွေဖြစ်ကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဘင်္ဂလားရှိအကျဉ်းထောင်တွေမှာအကျဉ်းချခံနေရတဲ့မြန်မာနိုင်ငံသား6ဦးကိုလည်းတပါတယ်မြန်မာနိုင်ငံကိုပို့ဆောင်လိုက်ကြောင်းဘင်္ဂလားဒေ့အစိုးရရဲ့ထုတ်ပြန်ကြေညာတင်ရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမိခင်မြန်မာနိုင်ငံကိုဘင်္ဂလားဒေ့ကော့ဘ်ဇာလီစိမ်းမှတက်စင် MNL လင်းရင်နဲ့မေလ9ရက်နေ့နေ့လယ်ပိုင်းမှာပို့ဆောင်ရမှာဘင်္ဂလားဒေ့အခြေဆိုင်စစ်ကောင်စီတန်ယုံကလည်းလွှဲပြောင်းမှုလုပ်ငန်းစဉ်တွေမှာပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်ဘင်္ဂလားဒေ့ကမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေကြောင်းထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း185ဦးနဲ့အခြားစစ်မ မှုတမ်းတွေကိုပြီးခဲ့တဲ့နှစ်အတွင်းရေချောင်းနဲ့ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။